နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံစမော့စခွန်ခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပိလ25ရက်နေ့ညပိုင်းမှာအိမ်စည်းဗန်ကားတစ်စီးကိုတားဆီးဆက်ဆေးရမှာမြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိထားတာဖြစ်ပြီးတော့သူတို့အလုံးဟာတရားဝင်အထောက်အထားမရှိဘူးလို့သိရပါတယ်။ဖမ်းဆီးရမိသူမြန်မာနိုင်ငံသားတွေကတော့တန့်အောင်နေလင်းသူ့ဝင်းအပါဝင်း6ဦးဖြစ်ပြီးတော့သူတို့တွေကမြန်မာနိုင်ငံသား2ဦးက ထိုင်းနိုင်ငံသားဘဏ်အကောင့်ကိုအသုံးပြုပြီးတော့လူတဲယူမှုတွေလုပ်နေတယ်လို့ဆိုပါရယ်မြန်မာနိုင်ငံသားတန့်အောင်နဲ့နေလင်းကလူတယောက်ကိုထိုင်းဘတ်ငွေ12500နဲ့စက်ရုံလေးစီကိုခေါ်ဆောင်ပြီးတော့အလုပ်သွင်းပေးပြီးလူမှုကွန်ရက်လိုင်းကနေတစင်ချိတ်ဆက်လူတဲယူနေတယ်လို့ထိုင်းအာဏာပိုင်တွေကထွက်ဆိုထားပါရယ်ဒါအပြင်ထိုင်းနိုင်ငံကန်ချနာပူရီ KI မှာတရားမဝင်မြန်မာရွှေပြောင်းအလုပ်သမားများစီးနေလာတဲ့ကားတစ်စီးကို ထိုင်းရဲကလိုက်ဖမ်းတဲ့အချိန်မှာမြေထဲကိုပြုတ်ကျသွားတယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပါတယ်မြန်မာရွှေပြောင်းအလုံသမား၁၉ရောက်လိုက်ပါလာတဲ့ပိတ်ကတ်ကားကိုကန်ချနာပူရိခရံအဝေးပြေးလမ်းရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးတဲ့အချိန်မှာဗန်လက်ရလမ်းဆောင်ကနေ ကွာရိုင်မြေကူးတရာနွန်ဘာဟုအထီကိုအချိန်ပြင်းပြင်းနဲ့မောင်းနေခဲ့တာကြောင့်မြစ်ထဲကိုထိုးကျသွားတယ်လို့သိရပါဗါးကားပေါ်မှာလိုက်ပါလာတဲ့မြန်မာရွှေပြောင်းအလုသမားစက်ကိုဦးကိုထိုင်းရဲတပ်ဖွဲ့တွေကရေထဲကနေကယ်တင်ပြီးတော့တရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးထားတယ်လို့သိရပါဗါးအဲ့ဒီကားကိုမောင်းနေလာတဲ့ရင်မောင်းကတော့ကားရေထဲကျတဲ့အချိန်မှာလွတ်မြောက်သွားတယ်လို့သိရပါဗါးထိုင်းရဲတပ်ဖွဲ့ကထိန်းသိမ်းထားတဲ့မြန်မာရွှေပြောင်းအလုသမားတွေဟာရန်ကုန်ကဖြစ်တယ်လို့သိရပြီးတော့နေဆက်ကနေထိုင်းနိုင်ငံကိုဝင်ရောက်လာတာဖြစ်ပြီးထိုင်းနိုင်ငံတဲကိုဝင်ရောက်ဖို့အတွက်ပွဲစားကတရက်ကို ထိုင်းဘက်ငွေ၈000ကျပ်ပေးရတယ်လို့ပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ